အလုံးမင်္ဂလာပါယိုဟင်းလင်းပိုင်းအလာ page မှာ ပြန်လဲကြိုဆိုပါရယ်အလာအခုဆိုရင်တော်တော်လေး page မှာကော Facebook page မှာကော TikTok မှာကောနော်ဒီ YouTube မှာကောအဟောအာဒီ reading list တွေမတင်ပြစ်တာလဲတော်တော်ကြာနေပြီဆိုတဲ့အခါကျတော့အဓိကတော့အလာကိုယ့်ကိုအချိန်ယူပြီးတော့မှာ self healing ပိုင်းလုပ်နေတာတို့နော်အဲ့ဒါလေးရှိတယ်နောက်တစ်ခါကျတော့ကိုယ့်ရဲ့ career အသစ်အတွက် new area new အာ country မှာ career အသေးအတွက်ကိုနေ align ဖြစ်မဲ့အရာနဲ့ပတ်သက်ပြီးတော့မှလည်း take it time ယူပြီးတော့မှအချိန်ယူပြီးတော့မှစဉ်းစားရင်းနဲ့အမ်ကိုယ်အနေကို self caring လုပ်ဖြစ်နေရပေါ့နော်ဆိုတော့အမ်ဘလို reading နေလဲအာ recording editing နေလဲမလုပ်နိုင်ဘူးဆိုတော့ဒါ zoom ကနေပဲ recording record လေးယူလိုက်ပါမယ်အခုက deep reading လေးကတော့ Scorpio season လေးတဲ့ Happy Birthday reading ဖြစ်ပါတယ်။ဆိုတော့ Happy Birthday Scorpio Scorpio season လေးတဲ့အဲ့တော့အစားတော့မလုပ်ပေးတော့ဘူးဒီလတော့ Scorpio season လေးအတွက်မလုပ်ပေးဖြစ်တော့ဘူးလို့စဉ်းစားလိုက်ပေမဲ့ဒါပေမဲ့အအဖေကကျမရဲ့ LIP ကလောလောဆယ်ဆယ် internet သုံးနေလို့ရနေတည်တဲ့နေရာမှာရောက်နေရဆိုတော့ तू က Scorpio အာပြီးတော့အိမ်ကအကိုကြီးရဲ့အိမ်ကအဖေရဲ့ Scorpio ဆိုတော့ um သူတို့အတွက်လေအဲတစ်ဖေးပေါ့နော်အဖေးအတွက်လေးလည်းနားထောင်စီခြင်းသူ့အတွက်လေးလည်းပေါ့နော်သူလည်းနားထောင်သွားလို့ရအောင်ဆိုပြီးတော့မှဒါ recording လေးမြန်မြန်ဆက်ဆက်လုပ်နေဒီ recording လေးပြီးသွားပြီဆိုတော့ဒီမှာ reiki ကိုမျိုး reiki တို့ self healing practice အတွက်လုပ်ရမယ်ဆိုတော့ဒီဘက်မှာဒီတနေ့ဒါမကုန်ခင်တော့အမြန်လေးမြန်မြန်လေးသွားလိုက်ကြမယ်ဆိုတော့အောင် ဆိုတော့အင်လာကက်အသစ်လေးလည်းကထုပ်သစ်လေးလည်းဝဲထားရဲဆိုတော့ဒီနေ့ဗာလီနဲ့ဟောပေးမယ်ဆိုတော့ပုံမှန်ဆိုတော့ဟောရင်တော့ကက်ကလေးပြပေါ့နော်ဆိုတော့ဒီကနေ့ကတော့အဲလာမျက်နှာလေးပဲကြည့်လိုက်ပါစကော်ပီယိုလေးတွေရေအဲ့တော့ဒီကက်ထုပ်သစ်လေးရဲ့ဒီအလေးလေးဝဲထားတယ်ဒီမှာမီနီပေါက်ကလေးဒါတော့အဲလာအဲအဲတော့အရင်ပေါ့နော်အပြင်တော့ဆောင်းသွားလို့ရအောင်ဆိုရင်အဲ့ဒါလေးရေအာနောက်တစ်ခု Scorpio season lady to Baliba guidance and guidance ye message by Piani down beam less off. Rooms magic can be your room message can be your ma Ella down be tabai to the Yam my dinner. So, okay, uh, Scorpio, this is your birthday uh, reading, Scorpio season lady. But they read him to buy it. ဆိုတော့ Scorpio season လေးတွေဒီ October 23ကနေ ပြီးတော့မှ November 27ထိနော် October 23ကနေ November 27မှာမွေးတဲ့ Scorpio သမားလေးတွေအတွက်ဒီ reading တွေက Scorpio season လေးဖြစ်ပါတယ်ဆိုတော့ဒီ reading လေးတွေမှာဆိုရင်မိမိတို့ဒီ Scorpio season လေးတွေမှာအာကြုံရမယ် ခြေနေလေးနဲ့ပတ်သက်ပြီးတော့မှကြည့်ရအောင်ပါအဲဒါတော့ Scorpio သမားလေးတွေအတွက်ခြေနေမွေးချေရအလောကိုင်းမိသားစုရေအင်ဂန်ဂျာပညာရေးနဲ့နော်ပညာရေးလို့ပဲပြောပြောနိုင်ငံခြားရေးလို့လည်းပြောပြောပေါ့နော် မေချေလောက်ကိုင်းမိသားစုပညာရေးကျင်းမာရေး Okay energy อ่ะဆိုရင်တော့ scorpio season လေးတွေ scorpio သမားလေးတွေဒီ energy ဆို Scorpio season ဒီကာလပေါ့နော် Scorpio season ဖြစ်တဲ့ October 23ကနေ October November 21အတွင်းမှာတော့မိမိတို့နဲ့ communication လုပ်ရတဲ့ပေါင်းတင်ဆက်ဆံရေးတွေမိမိတို့ရဲ့ relationship နဲ့နော်မိသည့် relationship တိုင်းမှာဆိုရင်အဲစကားပြောဆိုရတဲ့ကိစ္စရက်ကလေးနဲ့ပတ်သက်ပြီးတော့မှ communication ဘိုင်းလေးတွေမှာတတိထားစေခြင်း ਨੇ အဲ့တော့ဟိုအပြည့်ပြည့်နဲ့နှာခေါင်းသွေးမထွက်စေ ਨੇ အဲ့တော့ဒီမှာ ဒီမာစကော်ပီယိုစီဇန်မှာမှနောက်ထပ်ဘာဖြစ်နေလဲဆိုတော့မာကူရီရီထိုဂရိတ်ကအောက်တိုနိုဝင်ဘာ9ရက်နေ့ကနေပြီးတော့မှအာနိုဝင်ဘာအာဒီ29ရက်နေ့ထိအဲ့တော့ Scorpio season မှာတမားလေးတွေအနေနဲ့ကလည်း plate လက်တလုံးမှာ Mercury retrograde ပြန်လာမဲ့အခြေအနေလေးတိုက်ဆိုင်နေရဖြစ်တဲ့အတွက် communication mind လေးနဲ့ပတ်သက်ပြီးတော့မှမိမိတို့အနေနဲ့ပို့ပြီးတော့မှသတိထားစေချင်ပါတယ်အဲ့တော့သတိနဲ့ နေတာပိုကောင်းဆုံးပေါ့နော်ဆိုတော့တတိထားစေချင်ပါတယ်အဲ့တော့ Scorpio season သမားလေးတွေအနေနဲ့အဲလက်ရှိဒီတလမိမိတို့ရဲ့ Scorpio ကာလမှာပေါ့နော် Scorpio season ဒီကာလအတွင်းလေးမှာတော့ငွေကြေးလေးနဲ့ပတ်သက်ပြီးတော့မှတော့အာငွေကြေးလိုပဲပြောပြောမိမိတို့ဟိုလိလာနေတဲ့ပညာရက်တွေလိုပဲပြောပြောတေချာလေးလိလာတာမျိုးတေချာလေး ထိန်ထုတ်ဟိုထိန်ချုပ်သေးအထိန်ချုပ်ပြီးတော့မှစုဆောင်းတာမျိုးလေးတွေဆိုတော့လောက်ရမယ်အခြေအနေလို့လည်းမြင်နေအဲ့တော့မိမိမှာရှိနေတဲ့ရတဲ့ပညာရဲ့ပိုင်းဆိုင်ရာတွေဒါမှမဟုတ်ဘူးဆိုရင်မိမိမှာရောက်လာတဲ့ငွေကြီးကြီးပိုင်းဆိုင်ရာတွေမိသားစုကစီမိသားစုထံမှာရရှိတဲ့အမွေနှစ်တွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုပြောမလဲတည်တည်ချာချာလေး အဲဟိုဘလိုပြောမထုတ်ဘူးသေးသေးချာချာလေးဂယုဆိုက်ရတာမျိုးသေးချာလေးထိမ့်သိမ့်ရတာမျိုးသေးသေးချာလေးလိမ့်လာမျိုးလက်ခံရတာမျိုးလက်ခံယူရတာမျိုးလေးတော့မြင်ရပါတယ် ငွေရေးကြီးနဲ့ပတ်သက်ပြီးတော့မှလည်းဟိုဒီငွေရေးကြီးပေါ့နော်ငွေရေးကြီးအဲ့တော့ Scorpio season လေးတွေဒီတလမှာငွေရေးဒီ Scorpio လာတယ်မှာငွေရေးကြီးနဲ့ပတ်သက်ပြီးတော့မှလည်းမိမိတို့လှုပ်ဆောင်ရမယ်အခွင့်အရေးအခွင့်အလမ်းလေးတွေပေါ်လာတတ်တယ်နော်ငွေရေးငွေရဖို့အခွင့်အလမ်းခွင့်အရေးလေးတွေပေါ်လာတတ်တယ်အဲ့တော့မိမိတို့ရဲ့ဆက်သွယ်ရာနော်ပတ်ဝန်းကျင်ကရှိတဲ့လူတွေလိုပဲပြောပြောပတ်ဝန်းကျင်ကရှိတဲ့သူတွေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒီအမ် ကိုယ့်ရဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှအခွင့်အလမ်းလေးတွေရလာတတ်တာမျိုးလေးတွေလည်းမြင်ရတယ်နောက်တစ်ခါကျတော့ကိုယ့်ကိုလာပြီးတော့ကန့်လန့်တာမျိုးလေးလည်းမြင်ရတယ်အဲ့တော့အဲ့ဒီအခွင့်အရေးအခွင့်အလမ်းလေးတွေကိုမြင်အောင်ကြည့်ဖို့လိုအပ်တယ်အာနောက်တစ်ခါကျတော့ဘယ်ဘယ်ရှူထောင်းကနေကိုယ့်ကိုဒီအခွင့်အလမ်းတွေကရောက်လာတယ်လေဒါလေးတွေလည်းကိုယ့်အနေနဲ့အမြဲတမ်းမျက်ခြေမပြတ်စောင့်ကြည့်ပြီးတော့မှကိုယ့်ကိုယ်ကို alert ဖြစ်နေဖို့လိုအပ်ပါတယ်ဆိုတော့ အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့မှစကော်ပီယိုသမားလေးတွေအဓိကလာတယ်မှာတော့အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့မှအဆင်ပြေနေတယ်လို့ပြောလို့ရတယ်မိမိတို့ရဲ့လုတ်ပေါ်အကိုင်းဘက်တွေနဲ့တဟဆာတာဖြစ်နေတဲ့အခြေအနေမျိုးလေးတွေလည်းမြင်ရတယ်အဲနောက်တစ်ခုကကျတော့တချို့သူ တွေအတွက်ကအာဝေးကွာနေတဲ့အပေါင်းအသင်းတွေဝေးကွာနေတဲ့ like အလုတ်ထဲကဖြစ်ဖြစ်အရင်အလုံးကလူတွေအရင်တော့ကကိုယ့်ရဲ့ coworker ဟောင်းနေ နော်အလုတ်ကင်အလုတ်ဖော်ကင်မအဟောင်းနေနဲ့ပြင်လဲဆုံးတွေးရတာမျိုးချို့သူတွေအတွက်ကကြတော့ဒီကလလေးထဲမှာအာနေဝေးနေတဲ့သူတွေဆက်သွယ်ပြဲဝေးကွာနေတဲ့သူတွေနဲ့အဆက်အသွယ်ပြန်ရတာမျိုးအဲ့ဒါမျိုးလေးလည်းတွေးရတယ်နောက်တစ်ခါကျော်မိမိတို့အနေနဲ့တကယ်ကိုဒီလုတ်ပေါ်ကင်ဘက်တွေနဲ့ဖြစ်ဖြစ်ကိုဘေးနားမှာရှိတဲ့သူတွေဖြစ်လုပ်ငန်းဆောင်တာတစ်ခု ပြီးမြောက်ခြင်းကြောင့်အာအောင်မြင်မှုတစ်ခုကိုရလို့အောင်ပွဲခံရတာမျိုးလေးလည်း မြင်ရပါတယ်မိသားစုရင်းနဲ့ပတ်သက်ပြီးတော့မှဒီမှာမိသားစုလို့ပြောရင်မိသားစုထဲမှာအတိတ်အဆင်မပြေတာမျိုးလေးဖြစ်တတ်တယ်စကားပြောစကားမြင်ရတာလေးမျိုးလေးဖြစ်တတ်တယ်မိသားစုနဲ့ပတ်သက်ပြီးတော့မှကို့အနေနဲ့ emotional like you know um emotionally uh လို့ပြောမလဲ emotionally ကံစားချက်တွေပို့ပြီးတော့မှများနေတာမျိုးတွေ့ရတယ်မိသားစုနဲ့ပတ်သက်ပြီးတချို့သူတွေကကျွန်တော်မိသားစုနဲ့ပတ်သက်ပြီးအနေဝင်နေတာမျိုး ကိုရဲ့ဒီကာလလေးမှာတချို့ကြတော့ကိုစုံစည်းကျင်တဲ့ကာလလေးမှာကိုကမိသားစုရဲ့အဝေးကိုရောက်နေတာမျိုးအဲ့မှာစိတ်စိတ်ပင်ပန်းစိတ်တော့ကရောက်ရတာမျိုးလေးလည်းတွေ့ရတယ်။အဲ့တော့ဘလူပဲဖြစ်ဖြစ်ကိုမိသားစုနဲ့အဝေးမှာရောက်နေတယ်ဆိုရင်တောင်မှနဲတဲ့တချို့သူတွေကဘာပြန်တွေးလို့ရလဲဆိုโอเคဘာကြောင့်ငါမိသားစုရဲ့အဝေးမှာရောက်နေရတာလဲအဲ့ဒါဆိုရင်โอเคငါမိသားစုရဲ့အဝေးမှာရောက်နေရခြင်းရဲ့အရည်ရွယ်ချက်က တချို့သူတွေကနိုင်ငံရဲ့ချမ်းမှာ အမိသားစုတွေငွေရည်ကြီးတောက်လို့အဲ့ချို့တွေကြမိဘမိမိမိတို့ရဲ့အဲဘယ်လိုပြောမလဲပညာရဲ့ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ဒီနိုင်ငံရဲ့6ရောက်နေရတယ်မိသားစုနဲ့အဝေးကိုရောက်နေရတယ်ဆိုရင်တောင်မှနဲ့ okay ငါဒီအဝေးကိုရောက်နေရတယ်ဒီအိမ်လွမ်းတာကြာနေရတူလည်းရှိကောင်းရှိလိမ့်မယ် အဲ့တော့ဒီအဝေးကိုရောက်နေရတယ်ဆိုရင်ဒါမှလည်း okay ငါဒီအဝေးကိုရောက်နေရတယ်ဆိုတာကငါရဲ့ဘဝအတွက်ငါမိသားစုအတွက်လုပ်ပေးခြင်းနဲ့ဆိုတဲ့ဟာမျိုး ਨੇ ပြင်ပြီးတော့မှဖြည့်သိမ့်ဖို့လိုအပ်ပါတယ်တဲ့အဲ့တော့တချို့သူတွေတို့ကမိသားစု ਨੇ စိတ်အစင်မပြေဘူးဆိုရင်ကထောက်ကဆရဖြစ်ပြီးဆိုရင်အဆုံးထိကြီးအာသူငါ့အောင်နားမလဲဘူးကိုယ့်ရဲ့မိသားစုတွေကငါ့အောင်နားမလဲတချို့မိသားစုတွေကမိဘတွေပါလိမ့်မယ်မောင်နှမသားချင်းတွေပါလိမ့်မယ်ချို့ကြအိမ်တော်ဘက်တွေပါလိမ့်မယ်ချို့ကြလည်းဒါသမီးတွေပါလိမ့်မယ်ပေါ့နော်မိသားစုလို့ပြောရင်တော့ ဒါအကုန်လုံးအကျိုးဝင်တယ်လို့ပြောလို့ရပါတယ်အဲ့တော့ခဏပြောသလိုအဆုံးထိမတွေးဘဲနဲ့ OK ကောင်းတဲ့ကွက်ကလေးလည်းပြန်ရှာပြီးတော့မှပေါ့နော်အစိုးကြီးပဲတွေးလိုက်တာမျိုးမဟုတ်ဘဲနဲ့ကောင်းတဲ့ကွက်ကောင်းတဲ့ကောင်းတဲ့အချက်ကလေးလည်းပြန်ရှာပြီးတော့မှကုမိသားစုကကို့အပေါ်မှာကောင်းမွန်ခဲ့တဲ့အရာလေးတွေဩကုမိသားစုကိုတန်ဖိုးထားတဲ့အရာလေးနဲ့ပတ်သက်ပြီးလည်းပြန်ပြီးတော့မှမလုပ်ဖို့လိုအပ်လဲဆိုတဲ့အခါကျတော့ ဒီကိုမိသားစုနဲ့အဆင်မပြေတဲ့ဟာလေးကို ပြန်ပြီးတော့မှညှိယူဖို့အရင်ကြီးကြည့်ပါရဲ့ပေါ့နော်တစ်ခါလေးကျရင်ဆုံးထိတွေးလိုက်တာမျိုးမဟုတ်ပဲโอเคတချို့သူတွေက Scorpio တွေဟာအရင်ဘာဖြစ်လဲဆိုတဲ့ခါကျတော့ emotional attachment လည်းများတယ်လို့စိတ်ခံစားချက်ကလည်းအရင်ဟိုဟာဖြစ်တယ်နောက်တစ်ခုကကျတော့တစ်ခါလေးကျရင်လည်းသူတို့ကဒီရင်မထက်မှတိမ့်ထားတတ်တယ် သူတို့ရဲ့ခန်းစားချက်တွေသူတို့ကြုံခဲ့အဲဟိုင်တင်းထားတတ်တယ်ပေါ့နော်ရင်မထမဆွဲပြီးတော့မှကင်တတ်တယ်အဲဟာလေးအဲဟာလေးကြောင့်မို့ဒီမှာ emotional attachment နေအရင်မထားဘဲနဲ့နောက်တစ်ခုကတော့အာငါ့ပေါ်ဒီလိုပြောလိုက်တာငါ့ကိုတမိသားစုနဲ့ပတ်သက်ပြီးငါ့ကိုဒီလိုပြောလိုက်တာငါ့ကိုဒီလိုခေါ်လိုက်လိုက်တာဆိုတဲ့စသဖြင့်အဆုံးထိမတွေးဘဲနဲ့အမိသားစုနဲ့မှမိသားစုနဲ့ကိုယ်နဲ့ကြားထဲမှာထားရှိတဲ့ value တွေအတန်မိုးလေးတွေရှိတယ်သူဘာကြောင့်ပြောရလဲသူဘယ်လိုမျိုးဖြစ်တာလဲပေါ့နော်အဲ့တော့အဆုံး အမ်အဆိုးကိုလည်းမတွေးဘဲနဲ့အကောင့်ကိုပြန်တွေးပြီးတော့မှမိသားစုနဲ့ကိုဘယ်လိုပို့ပြီးတော့မှအဆင်ပြေအောင်နှိကအောင်နေဖို့ကောင်းပါတယ်တဲ့အဲ့တော့ Scorpio season လေးတွေ Mercury retrograde ကကြနေလို့ဒါတော့မသိဘူးဒီမှာကြတဲ့ကလေးတွေကအာဒီ communication ဘိုင်းနဲ့ပတ်သက်တာ emotion ဘိုင်းနဲ့ပတ်သက်တာမျိုးလေးတွေလည်းပို့တွေးရတယ်အဲ့တော့နိုင်ငံရဲ့ခြားပညာရေးလို့ပဲပြောနိုင်ငံရဲ့ခြားလို့လည်းပြောပြော Scorpio စီဇန်မှာနိုင်ငံနိုင်ငံကြားသွားဖို့ plan နေလောက်တာမျိုးလေးတွေမှာဆိုရင်တည်တည်ချာချာလေး plan နေလုပ်ပြီးတေချာပြီးဆိုမှနိုင်ငံရဲ့ခြားထွက်တာမျိုးပညာသင်ကြားတာမျိုးလေးကိုလုပ်စေချင်ပါတယ်အဲ့တော့ဒီကာလလေးထဲမှာ နော်မာကီရူရီချိုကိတ်ကလည်းဝင်နေတယ်ကြားတဲ့ကက်ကလေးနဲ့လည်းစကော်ပီယိုလေးတွေအနေနဲ့ကလည်းဗားလေးတွေပြနေလဲဆိုတဲ့အခါကျတော့မိမိတို့ရွေးချယ်လိုက်တဲ့ပညာရဲ့မိမိတို့ရွေးချယ်လိုက်တဲ့ lanky မိမိတို့ရွေးချယ်လိုက်တဲ့နိုင်ငံခြားနဲ့ပတ်သက်တဲ့နော်ဒါဒီကက်ရဲ့ position ကနိုင်ငံခြားနဲ့ပတ်သက်တဲ့အမ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ဟို position ပေါ့နော်ကန်ကန်လို့ကြည့်လိုက်တဲ့ခါကျတော့ဒီကက်လေးကြားရဆိုတော့အဲ့တော့နိုင်ငံရဲ့ခြားကိုသွားမဲ့သူတွေပြင်ဆင်ထားတဲ့သူတွေရှိတယ်ဆိုရင် ဒီကလာလေးမှာခဏလေးအဲအချိန်လေးကိုနည်းနည်းလေးအဲဘယ်လိုပြောမလဲတည်တည်ချာချာလေးတွားဖို့ပြင်ဆင်နေတဲ့သူဆိုရင်လည်းအအချိန်ကိုတည်ချာကြည့်ပါအချိန်ဆိုတာဟိုပါပေါ့နော်ဟိုကိုယ့်ရဲ့ detail ပေါ့နော်အဲတည်တည်ချာချာလေးလုပ်စေချင်ပါတယ်အချိန်ယူပါအချိန်ကိုတည်ချာကြည့်ပါဆိုရတဲ့အချိန်ယူပြီးတော့မှလော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 မလုပ်ဘဲနဲ့ အချိန်ယူပြီးတော့မှကိုတော်ရမယ်အရာ planning တည်တည်ချာချာလေးချပြီးတော့မှသိကြပြီးဆိုမှရီးထွက်တာမျိုးကြီးလုပ်စေခြင်း ਨੇ အဲ့တော့နိုင်ငံရဲ့ချားနဲ့ပတ်သက်တာနောက်တော့ပညာရေးနဲ့ပတ်သက်တာဒီကလာလေးမှာကံကောင်းနေသေးဘူးလို့မြင်နေရတယ် over all အနေနဲ့ပြောမယ်ဆိုရင်အဲ့တော့တချို့သူတွေကလည်းနိုင်ငံရဲ့ချားနဲ့တော့ဖို့ကံနိုင်ငံရဲ့ချားတော့ plan နေရင်းနဲ့မှာပဲဆရာရဲ့စာတမ်းတွေအဆင်မပြေတာဗီဇာအဆင်မပြေတာမျိုးလေးကြီးကြုံရတတ်တယ်ဆိုတော့ဘာပဲပြောပြော ခဏလေးတော့တင်းညင်ခံ mercury retrograde ဝင်နေလို့လဲအဒီကတ်ဒီကြလာတော့မပြောတတ်ဘူးဆိုတော့ဒါဒါဒါလည်းဖြစ်နိုင်ခြေရှိတယ်ပေါ့နော်ဆိုတော့ကျမကြီး ကျမရေးလေးနဲ့ပတ်သက်ပြီးရောမှာတော့ကောင်းမွန်နေတယ်လို့ပြောလို့ရရင်เนาะကျမရေးနဲ့ပတ်သက်ပြီးကောင်းမွန်နေတယ်အဲ့တော့ဘာပဲလုပ်လို့ဒီမှာတော့ဒီကာလာလေးဟာခဏပြောတဲ့ Scorpio တွေက emotional attachment နေလဲများတယ်လို့ဒီကာလာက Mercury retrograde ကာလာကြီးနဲ့လဲဆုံးနေပြန်တယ်လို့အာနောက်တစ်ခုကတော့ကိုယ့်ရဲ့အဲတချို့ လုပ်ငန်းဆောင်တာတွေเนาะ relationship နဲ့ပတ်သက်တဲ့ကိစ္စရက်တွေပဲဖြစ်ဖြစ်မိသားစုနဲ့ပတ်သက်ရတဲ့ကိစ္စတွေဖြစ်ဖြစ်လုပ်ငန်းဆောင်တာနဲ့ပတ်သက်တဲ့ကိစ္စရက်တွေပဲဖြစ်ဖြစ်အဲ့ဒီလိုကိစ္စရက်တွေမှာမိမိအနေနဲ့ဖြေရှင်းလို့မရနိုင် ဖြေရှင်းရတော့မယ်ဆိုရင်ね emotionally like ကိုယ့်ရဲ့ emotion ကိုရှေ့တန်းတင်ပြီးတော့မှကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုရှေ့တန်းတင်ပြီးတော့မှဆုံးဖြတ်ချက်တွေမှာချမ်းမြေ့ပါစေနဲ့ဒါအရင်ရေးကြည့်ပါလေအဲ့တော့တကယ်လို့ကိုကအာ ခက်ခဲနေတဲ့ situation ကြားကိုရောက်နေရပေါ့နော်ဆုံးဖြတ်ချက်ခက်ချက်အခက်ခဲနေတဲ့အရာတွေလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်မိသားစုတွေမှာဖြစ်ဖြစ်အဲ့ဒီလိုဆိုကိုယ့်ကိုတေချာ guidance ပေးနိုင်တဲ့ကိုယ့်ကိုတေချာလမ်းပြပေးနိုင်တဲ့ကိုယ့်ကိုတကယ်အဲဘယ်လိုပြောမလဲအာတကယ်ကိုမနဲ့နော်အကြံဉာဏ်အဉဏ်ကောင်းနေပေးနိုင်တဲ့ကိုယုံကြည်ရတဲ့ဆရာသမားဒါမှမဟုတ်ရင် လူပုဂ္ဂိုလ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့အာ နော်ကိုရဲ့ရင်းနေတဲ့သူနော်သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းအဲ့ဒီလိုမျိုးတွေရှိမှချင်းခက်ပြီးတော့မှ ကို့အတွက်ကောင်းမွန်တဲ့အကြံဉာဏ်ကောင်းနေကောင်းမွန်တဲ့အရာတွေကိုဘလို့ဘလို့ဖို့လိုအပ်လဲဆိုနားထောင်ပြီးတော့မှကိုလို့ဆရာရှိတဲ့အရာလေးတွေကိုလုပ်ပါအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်ပေါ့နော်ကိုရဲ့ physically emotionally mentally စတဲ့နော်ကိုစိတ် ၃ပါးเนาะကိုယ်စိတ်နှလုံး၃ပါးစလုံးစမ်းမရင်းနဲ့ပတ်သက်ပြီးဆိုရင်ဘယ်အရာကိုပဲလှုပ်လှုပ်ဘာကိုပဲထွေးထွေးအရင်ကိုအစွန်းမရောက်သွားပဲနဲ့เนาะဟိုကိုဟန်နဲ့ကိုယ့်ရဲ့ခံဘယ်လိုပြောမလဲဟန်ချက်ညီညီပေါ့เนาะစိတ်ရောကိုယ်ရောကိုယ့်ရဲ့ခံစားချက်တွေရောအကုန်လုံး mind body spirit အကုန်လုံးကိုဟန်ချက်ညီညီနဲ့ဒီကာလလေးမှာနေတာအကောင်းဆုံးမှာအဲ့တော့ ဖြစ်နိုင်နေဆိုရင်တော့ဒီကာလလေးမှာကိုယ့်ရဲ့เนาะအာဒီစိတ်ကျမ်းမာရုပ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှအာပို့ပြီးတော့မှတည်ငြိမ်အောင်ပို့ပြီးတော့မှကောင်းမွန်အောင်ဗာလေးလှုပ်ခြင်းဗာလေးလှုပ်စေခြင်းလဲဆိုတော့အာဖရာတရားလောက်တာမျိုးเนาะနောက်တစ်ခုကတော့တကယ်ကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအတွက်အေးအေးချမ်းချမ်းရှိတဲ့နေရာအေးသွားတာမျိုးလေးလည်းကောင်းပါတယ် အဲ့တော့နောက်တစ်ခုကကြတော့ဒီ Scorpio season ကလာတဲ့မှာမိမိတို့အနေနဲ့အမ်ဘယ်လိုပြောမလဲတင်ယူစရာလေးတွေ landing လုပ်စရာလေးတွေဘာလေးတွေရှိမလဲတဲ့ဆိုတော့တင်ယူစရာ landing လုပ်စရာလေးတွေဆိုရင်တော့ဒီမှာ emotional ပတ်သက်ပြီးတော့မှ cup cup တွေအရင်ကြားတယ် cup တွေဒီမှာ four cup five cup seven cup eight cup skim cup cap တွေကြာရင်နောက်နောက်နောက်တစ်ကက်ကလည်းအဲခင်းတော့ cap ပဲဆိုတဲ့အခါကျတော့မိမိတို့အနေနဲ့ဒီလမှာဒီကလမှာဒီ Scorpio season မှာ emotional နဲ့ပတ်သက်ပြီးတော့မှပဲဖြစ်ဖြစ်စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့မှပဲဖြစ်ဖြစ် relationship တွေနဲ့ပတ်သက်ပြီးတော့မှဖြစ်ဖြစ်ကိုချစ်ခင်ရတဲ့သူတွေမိသားစုတွေ family တွေခဏပြောရဲချစ်ချင်းမြတ်တာတွေကိုပြသပေးရတဲ့လူတွေနဲ့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် အကောင်းဆုံးကိုဘက်ကနေပါလဲဆိုမေတ္တာပြပေးမေတ္တာပေးနိုင်ဖို့အရင်ရည်ကြည့်တယ်ဆိုတော့ဘလောက်ပဲကိုယ့်ရဲ့ဘေးနားမှာကိုယ့်ရဲ့လူတွေနဲ့ပဲအဆင်မပြေပြေလို့ပေါ်ကိုင်းဘက်တွေနဲ့ပဲအဆင်မပြေကိုမိအမိသားစုတွေနဲ့ပဲအဆင်အဆင်မပြေဖြစ်ခဲ့နေဆိုရင်တောင်းနဲ့ကိုယ့်ဘက်ကနေပြောမှတေချာမေတ္တာပြပေးနော်တေချာလေးမေတ္တာပြပေးကိုယ့်ဘက်ကနေတေချာတေချာလေးဂယုဆိုင်မှုပေးကိုယ့်ဘက်ကနေပြောမှခဏပြောတဲ့ positive um positive behavior တွေ offering ပေးတာမျိုးချစ်ချင်းမြတ်တာတွေ offering ပေးတာမျိုးသူတို့ကိုပို့ပြီးတော့မှ like um တကယ်ကိုစစ်မှန်တဲ့เนาะစစ်မှန်တဲ့နှလုံးသားနဲ့အဲချစ်ချင်းမြတ်တာတွေပြသပေးတာမျိုးလေးတွေလှုပ်ခြင်းအပြင်เนาะကိုယ်အတွက်ကိုတကယ်ကို ကိုအဲ့လိုမျိုးဟိုစစ်မှန်တာပေးရင်ကိုကလည်းစစ်မှန်မှုပြန်ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အခါကျတော့အဲ့မျိုးလေးနဲ့ပတ်သက်ပြီးတော့မှဒီလမှာအဲ့ဒါလေးကို practice လုပ်စေချင်ပါတယ်အဲ့တော့ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုရှည်တန်းတင်တာလဲတင်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုရှည်တန်းပို့တာလဲပို့ဒါပေမဲ့လည်းခဏပြောသလိုလူတွေအပေါ်မှာလည်းကိုကစစ်မှန်နေမြင့်တာတွေအပြတ်သားဖို့လည်းအရေးကြီးပါတယ်တဲ့အဲ့တော့ဘာပဲပြောပြောပေါ့နော်ခဏကပြောခဲ့သလိုအခြေအနေလေးကလေးတွေကိုရှိခဲ့မယ်ကြုံခဲ့ရမယ်ဆိုရင်တော့ ဟိုကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုအရင်ရှိတယ်မတင်နဲ့တကယ်ကိုကိုယ့်ရဲ့ emotion နဲ့တကယ်ကို like stable ဖြစ်အောင်အာလုံနိုင်တဲ့ energy ကိုလည်းတွေးရတယ် capacity ကိုလည်းတွေးရတယ်ဆိုတော့ yes ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုဖြေတယ်မတင်ပါနဲ့ဒါအရင်ကိုအရေးကြီးပါတယ်အဲ့တော့ကျမတို့အမြင်နဲ့ guidance လေးနဲ့ပတ်သက်ပြီးတော့မှကြည့်ရအောင် အဲ့တော့ဒီ Scorpio season လေးနဲ့ Scorpio ဒီမလေးရဲ့အတွက် guidance message ကြည့်ရအောင်ပါရှင်။အဲ့တော့ reading အရင်ပြည့်နေဆိုလဲ sorry နော်။ဆရာကျမတန်တမျိုးဖြစ်နေ sorry ဘေးနားမှာခလေးအိတ်နေတော့ဘုံလို့သွားမှာဆို။ အဲ့တော့ Scorpio season လေးနဲ့ Scorpio season လေးတွေ Academic ရှေ့ကြည့်ရအောင် ဲ့တော့ guide message အနေနဲ့ကတော့အပြောင်းလဲတွေ ။နောက်အပြောင်းလဲလေးကိုလက်ခံမှာဒီကာလာထဲမှာတခုခုပြောင်းလဲတာမျိုးတွေခဏပြော relationship နဲ့ပတ်သက်တဲ့ပြောင်းလဲတွေနောက်တစ်ခုကကြောင့်မိသားစုနဲ့ပတ်သက်တဲ့နော်မိသားစုနဲ့ပတ်သက်တဲ့အပြောင်းလဲလေးတွေနောက်တစ်ခုကကြတော့အာဒီကိုစီစဉ်ထားတဲ့အရာလေးတွေကအပြောင်းလဲလေးတွေဖြစ်သွားမယ်ဆိုရင်ဒါကိုသိချလက်ခံမှာအဲ့တော့ဒီကလိုင်းမှာတချို့နောက်ရက်ကလေးတွေနောက်နေ့ကြံ့ကြံတာမျိုးလေးတွေမိမိတို့လှုပ်ဆောင်လိုက်တဲ့အရာလေးတွေမိမိတို့စီမံထားတဲ့အရာလေးတွေမိမိတို့ပလန်ထားတဲ့အရာလေးတွေမိမိတို့မျှော်လင့်ထားတဲ့အရာလေးတွေက မိမိတို့မျောလင့်တယ်လို့စီမံထားတယ်လို့မဖြစ်ခဲ့တာမျိုးတွေဆိုရင်လည်းလက်ခံယူပါလက်ခံယူပါအဲ့လို distraction တွေရောက်လာခဲ့မယ်ဆိုရင်လည်းလက်ခံယူပါအဲ့လို distraction တွေအဖြတ်တွေနှောင့်နှေးမှုတွေရောက်လာပြီဆိုလေလက်ခံယူပါနောက်တစ်ခုကကြတော့ဒါကို join လုပ်ပါเนาะဒါကိုဘာလုပ်ဘာလုပ်ပါလဲဆို okay လက်ခံယူပြီးသွားတဲ့အခါကျရင်တော့ကိုယ့်ရဲ့မျောလင့်ချက်တွေအာကိုယ့်ရဲ့ဒီ အကောင့်ထဲပေါ်တာတွေကိုပြန်ပြီးတော့မှ replanning ပြန်လုပ်တာမျိုးနောက်တစ်ခုကကျတော့ဒီ Scorpio season ကလည်း transformation နဲ့ပတ်သက်တာပဲဆိုတော့လေနော်ဆိုတော့ကိုကိုရဲ့ဒီလှုပ်ရှားရှိတဲ့အရာလေးတွေကို ကယ်ကောင်းကောင်းမွန်မွန်ပြန်ပြီးတော့မှပြန်လဲလှုပ်ဆောင်တာမျိုးလေးတွေကလည်းကောင်းမွန်ပါတယ်အဲ့ဒါကတော့ကိုယ်အတွက်ပို့ပြီးတော့မှဟောပါတော့အဲ့ခုနကဟောရဲ့အထဲမှာဗာလေးပါလေးဆိုမိသားစုနဲ့ပတ်သက်ပြီးတော့မှစင်မပြေတာမျိုးလေးတွေရှိကောင်းရှိမယ်အဲ့တော့ကိုစီမံထားတဲ့နိုင်ငံရဲ့အခြားကိစ္စရဲ့ကလေးတွေနဲ့ပတ်သက်တာပညာရေးနဲ့ပတ်သက်တာမျိုးလေးတွေ is okay အဲ့ဒါမျိုးလေးတွေရှိတယ်ဆိုရင်လေဒါကခုနပြောတဲ့ကိုယ်အတွက်ကိုသင်ငန်းစာယူတာပြီးတော့ပြန်ပြီးတော့မှဘာလုပ်လဲဆိုတော့ replanning ပြန်လုပ်ပါ rebirth ပြန်လုပ်ပါ အရင်ကောင်းမယ်အရင်ကိုအဆင်ပြေတယ်ဆိုတော့အရာမျိုးပေါ့နော်အဲ့တော့ဘာပဲပြောပြောကြုံလာခဲ့ပြဿနာတွေကိုလက်ခံယူပါအပြောင်းလဲတွေကိုဒီကာလာထဲမှာကိုယ့်စီကိုအပြောင်းလဲရမယ်ဆိုရင်တော့လက်ခံယူလိုက်ပါ it's a good chance to take experience เนาะဆိုတော့ scorpio လေးတွေအားကတော့ရှင်တို့အတွက် Scorpio season သမားလေးတွေအတွက် birthday အဟောလေးဖြစ်ပါတယ်ဆိုတော့အားလုံးအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်